ူတခွင်မှာအလှမှန်ကြွားရွှေစင်များသာနေတင်တဲစုပြေသာမြင်သူတကာနှလုံးပွင့်ပြုံးရွှင်မျက်နှာထားအမျိုးရောတော့မရှိပါဘူးခင်ဗျအမျိုးရောတော့မရှိပါဘူးအအနုပညာရောလူတိုင်းချက်ကြတာဆိုတော့ဟိုကျွန်တော်ရဲ့အမျိုးကလည်းမျိုးရိုးကတော့အမှုပညာချစ်တဲ့မျိုးရိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုမျိုးရိုးအဲ့လိုမျိုးတော့မရှိပါဘူးရွှေကိန်းရီလာဒူဇာလီလာ ့လူငယ်ကလူငယ်အတန်လေးနဲ့အရင်တော့တခြင်းလေးတွေကိုပြန်လှည့်ပြီးတော့စမ်းသစ်တွေဆိုတဲ့အခါမှာသူတို့ကိုယ်တိုင်လည်းစိတ်ဝင်စားပြီးတော့သဘောကျသွားတာမျိုးတွေလည်းကြုံမှုပါတယ်ခင်ဗျာဟုတ်ကဲ့ရေပေါ်စီတခြင်းနေမဟုတ်ဘူးပေါ့နော်ကောက်ရုံမီတခြင်းနေမဟုတ်ဘူးပေါ့မြန်မာတခြင်းနေရကြတဲ့အခါကျတော့လေတကယ်ကိုအတိတ်ပဲရှိပြီးအနှစ်သာရပြေဝစွာနဲ့အတိတ်နမိတ်ကောင်းတဲ့တခြင်းနေဆိုတဲ့အခါကျတော့တန်ဖိုးရှိတဲ့တခြင်းနေဖြစ်ပါတယ်ဟုတ် ော်ဟုတ်ကဲ့ဟိုဒါဒီမှာပေါ့နော်ကျွန်တော်ရဲ့ဆရာနဲ့ဆရာမနေပြီးတော့ဒီပွဲလေးမှာတို့ကိုရိုင်းတိခတ်ပြီးတော့ဖြောပြကြရတယ်ဖြောပြကြရတဲ့အတွက်ကြောင့်အာကျွန်တော်ကိုလည်းအချင်းလေးနဲ့လာပြီးတော့အတန်ဒါနလေးပေါ့နော်လာရောက်ပြုပေးဖို့တဖိတ်ခေါ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲလေးကိုလာရောက်ပြီးတော့တိဆိုအခမ်းအနားဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အာစိတ်ပီတိကျေရှင်ချမ်းမြေ့ရပါတယ်ဘလိုအင်းလိုက်အားဟုတ်ကဲ့ဟိုတောင်းဝင်အင်မတန်ကြီးပါလေခင်ဗျာဟိုကျွန်တော်အနေနဲ့လည်းခုမှဟိုတက်တက်စာပေါ့နော်တက်တက်စာအစရောအနေနဲ့ဒီတချင်းတွေကိုလေ့လာနေတဲ့လူငယ်ပေါ့နော်အစရောမဟုတ်သေးဘူးပေါ့တိလေးရရှိအာ မျိုးဆက်တဲ့တယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီသချင်းတွေကတကယ်ကိုနာမည်ကြီးเนาะနိုင်ငံကျော်သချင်းတွေဖြစ်တဲ့အတွက်ကြောင့်ပြောနေတာအကောင်းဆုံးတော့ဟောဖြောပြီးသွားပါမယ်အမားရရှင်တော့ခွင့်လွှတ်ပေးပါပေါ့နော်အဲကျွန်တော်နေတယ်အပွဲတင်ရတော့ဟိုပထမဆုံးတော့မဟုတ်ပါဘူးကျွန်တော်ကျွန်တော်အနေနဲ့ရှေ့မှာအတွေ့အကြုံတွေပေါ့နော်စူကာယီတီပြိုင်ပွဲဝင်ခဲ့တာမျိုးတွေနောက်ပြီးတော့မင်္ဂလာအခမ်းပွဲတွေနောက်ပြီးတော့တက်တိုပွဲတွေမှာ ြောပြတင်ဆက်တာမျိုးတွေဒီလိုမျိုးတွေ့ကြုံနေတော့ရှိပါတယ်ခင်ဗျဟုတ်ကဲ့မျိုးရောရှိနေတာအမျိုးရောတော့မရှိပါဘူးခင်ဗျမျိုးရောတော့မရှိပါဘူးအဲအမှုပညာကတော့လူတိုင်းချက်ကြတာဆိုတော့ဟိုကျွန်တော်ရဲ့အမျိုးကလည်းမျိုးရောကတော့အမှုပညာချက်တဲ့မျိုးရောတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုမျိုးရောအဲ့လိုမျိုးတော့မရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဓိကကတော့ကျွန်တော်တက္ကသိုလ်ရောက်တဲ့အခါမှာပေါ့နော်စုကိုက်တီးပြိုင်ပွဲနဲ့ဂျုံတဲ့အခါကျတော့အဲကျွန်တော်ဟိုဒီစုကိုက်တီးပြိုင်ပွဲတွေကိုဝင်ရောက်ပြီးတော့ရှင်ပြိုင်မှုအတွက်ကိုဆက်ဆံမတွေကနေပြီးတော့တိုက်တွန်းတာပေါ့နော်တိုက်တွန်းတော့ အဲကျွန်တော်ရဲ့ဆီယမလက်ဦးဆီယမပေါ့နော်ဒီအမှုပညာကိုမျိုးစေ့ချပေးတယ်ကျွန်တော်ရဲ့ဆီယမဆိုတော့ရှင်လဲအောင်ကနေပြီးတော့မဟာဂီတာတွေဂါလာပေါ်တခြင်းတွေအတိတခြင်းတွေပေါ့နော်သင်ပေးပါတယ်စနေတကြသင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းကြိုးစားပြီးတော့ဒီတခြင်းတွေကိုလေ့လာနေတာပါအင်မတန်ခက်ခဲပါတယ်မဟာဘန်လူလာရဲ့ ကြည့်ကြည့်ကိုတီးသုံးလုံးမှရှိပြောကြခက်ပေါ်တခြင်းတွေကိုပို့ပြီးတော့စိတ်ဝင်စားကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီတည်းမှာမှကျွန်တော်လူငယ်တယောက်အနေနဲ့ဒီမြန်မာတန်စင်တွေကိုချစ်မြတ်နိုးပြီးတော့ဒီတိလက်ရာတွေကိုပေါ့နော်တေးသေးချာချာ view design နဲ့စနစ်တကျပေါ့နော်တခြင်းတီဆွဲကမှာစနစ်တကျတီဆိုတော့အောင်လေ့လာရတာဖြစ်တဲ့အတွက်ကြောင့်အင်မတန်တော့ခက်ခဲပါတယ်ဒါပေမဲ့လည်းပျော်ပါတယ်စံထားခဲ့ရတဲ့အစိုးရတွေကတော့အများကြီးပါပဲအဲ့အဲ့ဒီတည်းမှာမှကျွန်တော်ကိုအဓိကထမင်းကျွေးပြီးတော့ပေါ့နော်ကျွန်တော်အစိုးရတွေကိုအခမဲ့ပညာဒါနလုံးဝသင်ပေးတဲ့ အဲဆီယာမားကတော့ခုနကပြောတဲ့ကျွန်တော်ရဲ့ဆီယာမားရှင်လဲအောင်နဲ့အဲသူ့ရဲ့မိသားစုပေါ့နော်သူတို့ကတော့ဖြစ်စေခြင်းလုံးတော့လေဟိုထမင်းမကြွေးပြီးသူတပည့်ကိုတချင်းနေတင်ပေးတာအဲ့လိုမျိုးပေါ့ဟုတ်ကျွန်တော်တကယ်တမ်းကြိုက်တာကတော့အခုခစ်ပေါ်လူငယ်တွေကြိုက်တဲ့ခြင်းကိုကျွန်တော်ကတော့တကယ်တမ်းတော့ကြိုက်တာအဲကျွန်တော်ကိုယ်တိုင်လည်းနှက်သက်ပါတယ်ဒါပေမဲ့မြန်မာတန်စင်ကိုထိတွေ့ပြီးတော့လေ့လာလိုက်တဲ့အခါမှာမြန်မာတန်စင်ကပို့ပြီးတော့ တချင်းတိုင်းကတော့အဓိပ္ပာယ်ရှိပါတယ်နော်မြန်မာတန်စင်ကပူပြီးတော့အဓိပ္ပာယ်ရှိပြီးလေးနက်ပြီးတော့စနစ်ကျတဲ့မြန်မာဂီတဖြစ်တဲ့အတွက်ကြောင့်လေအဲ့ဒီဘက်ကိုကျွန်တော်ပို့ပြီးတော့စိတ်အားထက်သန်သွားတာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အနှစ်သာရအနှစ်သာရအတိတ်ပဲပို့ရှိတာပေါ့ခင်ဗျာဟိုဟိုရေဘောစီတချင်းနေမဟုတ်ဘူးပေါ့နော်ကောက်ယုံမီတချင်းနေမဟုတ်ဘူးပေါ့မြန်မာတချင်းနေရကြတဲ့အခါကျတော့လေတကယ်ကိုအတိတ်ပဲရှိပြီးအနှစ်သာရပြေဝါစွာနဲ့အတိတ်နမိတ်ကောင်းတဲ့တချင်းနေဆိုတဲ့အခါကျတော့တန်ဖိုးရှိတဲ့တချင်းနေဖြစ်ပါတယ်ဟုတ်ဒူတာလင်းအလှထိတ်ထား စပူတခွင်မှာအလှမှန်ကြွားရွှေစင်များသာနေတင်းတင်းစုပြေသာမြင်သူတကာနှလုံးပွင့်ပြုံးရွှင်မျက်နှာထားတိတ်တိတ်ကလေးချစ်စိတ်ပွားရတာမောင်အသေးရာနတ်ပကြီးမုံရှုံရလောက်အောင်အထင်ဝဝရွှေကိန်းနီလာသူစားလီလာအလူငယ်ကလူငယ်အတန်လေးနဲ့ အရင်တော့အသက်ချင်းလေးတွေကိုပြန်လဲပြီးတော့စမ်းသစ်သေးဆိုတဲ့အခါမှာသူတို့ကိုယ်တိုင်လည်းစိတ်ဝင်စားပြီးတော့သဘောကျသွားတာမျိုးတွေလည်းကြုံမှုပါလေခင်ဗျာဟုတ်ကဲ့ဟောင်းဟောင်းနေတွေကောင်းပွားသည်ဆောင်းပြာအဲဟောပေါ်အဓိကတော့ကျွန်တော်ကဟိုစိုးရိမ်မှုဆိုတာထက်ကိုပေါ့နော်ဒီတခြင်းတွေကိုမြန်မာတန်ဆင်တခြင်းတွေဆိုတာတန်ဖိုးကြီးပြီးတော့ခက်ခဲတဲ့တာဝန်ကြီးရဲ့တခြင်းတွေဖြစ်တဲ့အတွက်ကြောင့်ဟိုပြောရဆိုရတဲ့အခါမှာဒီတခြင်းတွေတည်ဆိုရတဲ့အခါမှာဟိုကျွန်တော်က ဘယ်သူမှမကြောက်ဘူးကျွန်တော်ကိုကျွန်တော်အရင်စကြောက်တာကျွန်တော်ကိုကျွန်တော်အရင်စကြောက်ကျွန်တော်မှားသွားမှာကျွန်တော်လွဲသွားမှာတခြင်းရတန်ဖိုးကြသွားမှာတအားကြောက်တာအဲ့တော့ကြောက်ဟိုကျွန်တော်ကိုကျွန်တော်အခုတော့ဝမ်းစာဖြစ်နေစေပါပဲငါရင်နေမှာနေတဲ့လေးတွေနာဆွဲ့နေသူပါဟောဟာပေါ့နော်အဓိကတော့ဟိုကိုပညာဟန်ပေါ့နော်ဆိုတော့ဒီပညာဟန်ရဲ့တခြင်းတွေတော့သူ့ရဲ့စိုးပုံစိုးနည်းတွေသူ့ရဲ့ အဲဆိုပေါက်ကလေးတွေတော့900ဖြစ်ပါတယ်ကြိုက်ပါတယ်နှစ်သက်ပါတယ်ဟုတ်ကဲ့ဟိုအစတော်တွေကတော့သူတို့မှာကောင်းတဲ့ဟန်လေးတွေကိုပိုင်ဟန်လေးတွေကိုပိုင်မူလေးတွေရှိတာပေါ့နော်ဆိုတော့အားလုံးမှာသူ့ရဲ့ကိုပိုင်ဟန်ကိုပိုင်မူလေးတွေရနေပြီးတော့ကျွန်တော်နဲ့ပို့ပြီးတော့အစဉ်ပြေမဲ့ဟန်လေးတွေဆိုပေါက်ကလေးတော့ inspire ယူပြီးတော့အားလုံးရဲ့အဲပေါ့နော်ဟိုဆိုမှုကိုပဲလေ့လာပြီးတော့ပဲကျွန်တော်နေနဲ့လုပ်ပါတယ်ဟိုအဲ့လိုမျိုးလုံးဝတဦးတယောက်တည်းလိုမျိုးတော့အဲ့လိုမျိုးတော့မရှိပါဟုတ်ကဲ့ဟုတ်ကဲ့အကုန်လုံးချက်ပါတယ်အားလုံးချက်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်ကတော့အခုမှတက်သစ္စာပေါ့နော်အဆိုတော့အဆိုတော့တော့ပြောလို့မရသေးပါဘူးနော်လေးလာနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အများကြီးကြိုးစားရပါအောင်မယ်အများအားအပေးပါအောင်ကြိုးစားတဲ့အခါမှာလည်းပဲမလိမ္မာရာရှင်လည်းဆုံးမနိုင်ပါလေဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ပါ